လာပါရှင်စပုတ်ဗီဒီယိုမြန်မာပါကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ17ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်လက်တူကြီးဝလူရဲစကမ်းမှာအင်အား900ပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးသေဆုံး လောင်လုံးမြို့ပေါ်ရှိစစ်တပ်တဆွဲထားသောနေရာသုံးခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၁၀ဦးတပ်မနေသိဆုံးအုတ်တင်းမြို့နယ်ရှိစစ်တပ်စခန်းနှင့်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၅ဦးသိဆုံးဆားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ဥဇာနတူကြီးဘလူးရေစကန်မှာအင်အား200ပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဗမာ25ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ မန္တလေးတိုင်းနှစ်ထူးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်မှ25ဦးသေဆုံးပြီးပူမှုဝင်းလိုင်ဦးနဲ့ပူကြီးအောင်ကိုကိုအပါဝင်14ဦးဖမ်းဆီးရရှိကြောင်းအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်လိုက်ပါတယ် မက်စကောရဲ့နေနေဒိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်ခွာလာတဲ့တပ်မတရားတပ်တောက်ခန့်အင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကိုကြာတွင်းဘိုးရွာအနောက်တောင်ဘက်တွင်မြင်းကြံခရိုင်တရင်လေးတရင်တစိနေဒိုးကြီးမြို့နယ်ဘက်ကပါနဲ့မဟာမိတ်ပူပေါင်းဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းစူပါတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဘုံမူဝင်းလိုက်ဦးနဲ့ဘူကြီးအောင်ကူကိုပါဝင်စစ်သား14ဦးဖမ်းဆီးရမိကြောင်းသိရှိရပါသည် စစ်ကောင်စီထံမှလက်နက်44လက်တင်းစီရရှိခဲ့ရမှာ MA1 19လက် MA2 2လက် MA3 ခုနလ MA5 နလ MA11 ခုနလ MA2 တလ G3 နလ G4 တလ60မမပြောင်းတူနလ81မမစိန်ပြောင်းတလ 5.56G 12000တောင်း 7.62G 1045တောင်း9မမ G 19တောင်း60မမ G 28လုံး81မမ G 9လုံး RPG G ဘူး9လုံး RPG ပို့ G 10တောင်း Inaga 22လုံးလင်းမိုင်း9လုံးလက်ပြ ြစ်ပုံ17လုံး laptop နှလုံးဆက်သွယ်ရေးဆက်နှလုံးတို့သိသိရမိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတက်ကွယ်တွင်စစ်ကောင်စီတပ်က၄ကြောင်းတိုက်ခိုက်မှု၂ကြိမ်လုံးဆောင်ခဲ့ပြီးနေထိုးခြင်းမျိုးနဲ့ဘာကဘာရဲဘော်၂ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးလောင်းလုံးမျိုးပေါ်ရှိစစ်တပ်တဆွဲထားသောနေရာသုံးခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားဆယ်ဦးထပ်မံတိုက်ဆုံသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမျိုးပေါ်ရှိဂျမစစ်တပ်တဆွဲထားတဲ့နေရာသုံးခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားဆယ်ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းလောင်းလုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြင်ကြားရေးတာဝန်ခံတန်းကသိရှိရပါတယ်။ဘက်ချလာ၈ရက်နေ့နဲ့၆နာရီချိန်ကစားတင်ပြီးလောင်းလုံးမျိုးပေါ်ရှိဂျမစစ်ကောင်စီတပ်သားများတဆွဲထားသောလောင်းလုံးမျိုးနယ်ရေစခန်းမြို့နယ်တွေ့ရုံ နယ်မြို့နယ်ဆရာဖယုံတို့ကိုတော်လိုင်းတပ်ဖွဲ့များကတပိုင်းနဲ့တင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုတွင်ဂျမတ်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲတွင်ဂျမတ်စစ်တပ်ရဲ့နောက်ဘက်ပင်လယ်ပြင်ရှိရေတပ်စစ်တင်မောတစည်းမှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးတဝဲမြို့ပေါ်ကစတန်စစ်ကဲမှလည်းလက်နက်ကြီးများဖြင့်ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့တဝဲခရိုင်တပ်ပေါင်းစုနဲ့နှွေဦးဖြောက်ကြားတပ်ဖွဲ့၊ကျောင်းသားတော်လိုင်းတပ်ဖွဲ့နဲ့တဝဲ Defense Team DDD တပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင် င်ခဲ့ပြီးယင်းနေ့မိုးလဲ7နိုင်ချိန်ခန့်တွင်တော်လိုင်းတစ်ဖက်ဝင်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။တဝဲခရမ်းတပေါင်းစုအနေဖြင့်စစ်ကောင်စီ၏ကျမ်းပတ်လုံရများနှင့်ရဲစဲရုံမှမှုများကိုအမြန်ဆုံးညီုံချုံနိုင်ရန်စူးစမ်းဆောင်ရွက်တော်မူဖြစ်ကြောင်းသိပေးထုတ်ပြန်ထားပါသည်ရှင်။ ဆက်လက်ပြီးအုတ်တွေးမြို့နယ်ရှိစစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား15ဦးသေဆုံးသွားတဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းအုတ်တွေးမြို့နယ်ရှိဂျမစစ်တပ်စစ်ခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့ကြောင်းအုတ်တွေးမြို့နယ်ဘာကဖာမှာတာဝန်ရှိသူတူထံကသိရှိရပါတယ်။မက်စ်ပါ9ရက်နေ့နဲ့4နာရီ30မိနစ်အချိန်ခန့်တွင်အုတ်တွေးမြို့နယ်ကျွဲပွဲမြို့နယ်အုတ်တွေးမြို့နယ်ညောင်ချေတောင်မြို့ကြောင်းချန်ကုန်မလီလန်ဟောင်းပေကြောက်တိုင်ကျွာရှိဂျမစစ်တပ်စစ်ခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဖြူဝါ23တပ်ဖွဲ့ ွယ်များဖြစ်တဲ့တရရင်သုံးကားသူများနှင့်အုတ်တမြုံနယ်ပကပရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ခိုက်မှုတွေကျမ်းမစစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီးလက်နက်ငယ်၆လက်နဲ့ကြီးစံများသိမ်းဆည်းရရှိခဲ့ကြောင်းဆိုပါတိုက်ပွဲတွေအုတ်တမြုံနယ်ပကပမှရဲဘော်ဝန်ချိုင်ဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရင်းနဲ့ Federal Democracy စနစ်တိဆောက်ရေးတို့အတွက်တိုက်ပွဲဝင်ရေးမြင့်မြတ်စွာချက်ဆောင်ခဲ့ရကြောင်းသိရှိရပါတယ်။အလားတူပဲ match လ9ရက်နေ့နဲ့10ရက်နေ့တို့တွင်အုတ်တမြုံနယ်ကျွဲပွဲမြို့မြို့ဆိုတရာနေရှိရေအိုးစင်ကျေးရွာကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့ကျမ်းမစစ်ကောင်စီတပ်သားများကို အုတ်တမြို့နယ်ဘက်ကဖတရင်393နှင့် Delta 1 Drone Force တောင်ကိုပြန်ပြီးသူကကွေရေးဖွဲ့ IGS Power M Drone ဖွဲ့နှင့် Federal Peacock Drone တပ်ဖွဲ့တို့ကပူးပေါင်းကတက်ခဲ့ကြကြောင်းသိရှိရပါတယ်ထို့တက်ခဲ့မှုတွင်ဂျမက်စစ်တပ်မှအရာရှိတဦးပါဝင်စစ်ကောင်စီတပ်သား၁၀ဦးသေဆုံးခဲ့ကြောင်းယနေ့မွန်လွဲပိုင်းတွင်ဂျမက်စစ်တပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခတ်သွားပြီးရေအိုးစင်ကြီးရွာရှိပြည်သူ့ဝိုင်းနေအိမ်လေးလုံးကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်ထို့ပြင်မကူတိုင်းတန်းတမင်မြို့နယ်ရှိတပီညွတ်ဂျမက်စစ်တပ်အထိုင်းစခန်းကိုလည်း PDF အထူးကွန်မန်ဒိုတပ်ရင် P299 914 KNL တပ်မဟာနဲ့ KNL တပ်မဟာတို့ Jonathan Drone Force တို့ကပူးပေါင်းသိမ်းပိုက်မှုတွင်အုတ်တင်မြို့နယ်ပကဖားကအကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းများကိုဖျက်တောက်တိုက်ခိုက်ရေးမှပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်ရှင် ဆက်လက်ပြီးပမော်တွင်စစ်ကောင်စီ၏ drone ခနစင်ကို KIA ကပြစ်ချနိုင်ခဲ့ပြီးစစ်တပ်တဆထားတဲ့73စီဆိုင်မိလောင်သွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ပမော်မြို့နယ်တွင် KIA ဦးဆောင်တဲ့ဒလိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ drone ခနစင်ကိုပြစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တမ်းကသိရှိရပါရစေ။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးပမော်မြို့ကိုသိမ်းပိုင်နိုင်ရန် KIA ဦးဆောင်တဲ့ပူးပေါင်းတပ်များကထိုးစစ်ဆင်လျက်ရှိရာမှာလက်ရှိအချိန်ထိတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းစစ် ောင်စီတပ်ကဒရုန်းများအသုံးပြုမှုပုံမှုများပြလာနေပြီးမက်စလော့ကိုရဲ့နေ့တရက်သေးတွင်ပင်စစ်ကောင်စီတပ်၏ဒရုန်းခုနှစ်စီးကိုပြစ်ချနိုင်ခဲ့ကြောင်းသိရှိရပါသည်။ဒိုပြေပမော်မြို့သုံးမိုင်နီးရှိစစ်ကောင်စီတပ်များတဆွဲထားတဲ့73စီအယောက်ဆိုင်တွင်မီးများလောင်ကျွမ်းနေခဲ့ပြီးတိုက်ပွဲတွင်ပြစ်ခတ်မှုများကြောင့်မီးလောင်ကျွမ်းနေခြင်းဖြစ်ကြောင်း KAI ဦးဆောင်တဲ့ဒလိန်တပ်များမှစစ်ကောင်စီ၏နောက်ဆုံးခံတပ်ဖြစ်တဲ့စကက21ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေစေဖြစ်ကြောင်းသိရှိရပါသည်။လက်ရှိတွင် KAI ဦးဆောင်တဲ့ဒလိန်တပ်များကပမော်မြို့သိမ်းတိုက်ပွဲတွင်အမြောက်တပ်366 ောက်အမှတ်6000ခွန်တန်ကြက်ကတက်အမှတ်9014တင်ကတက်နဲ့ခလာရ236တရင်တို့ကိုပြီးတက်ရရှိခဲ့ပြီးစက္ကတ21ကိုဆက်လက်ထိုးစစ်ဆင်နေစေဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီကနေ့2025ခုနှစ်မတ်လ17ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယီမွေးဖြစ်ပါတယ်ရှင်။